မြန်မာအတန်ကိုနားဆင်နေကြတဲ့သတင်းရှင်များအားလုံးမင်္ဂလာပါရှင်မြန်မာအတန်ရဲ့တုဒ္ဒပရိသာစိုက်ပျိုးနည်းပညာအစီအစဉ်ကိုတောင်သူလက်သမားဦးကြီးတွေအတွက်အခုချိန်ကနေစပြီးတော့တင်ဆက်ပေးကြမှာတယ်ဒီကနေ့အစီအစဉ်မှာတော့စိုက်ပျိုးရေးဦးစီးဌာနကပေးပို့လာတဲ့စီးပွားဖြစ်ခါစိတ်ချမ်းသာ ကော်ဖီစိုက်ပျိုးပါဆိုတဲ့ခေါင်းစဉ်နဲ့ကော်ဖီစိုက်ပျိုးရေးအတွက်အသိပညာနည်းပညာတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ် ကော်ဖီကိုလူအများနှစ်သက်စွာတောက်သုံးနေကြပါတယ်။မနေ့အိယာထားမှာကော်ဖီတစ်ခွက်ကိုနေ့စဉ်တောက်ပြီးမင်းဆိုရင်ဂရင်းကင်စာ၊လေချောင်းကင်စာနဲ့အစာရည်မျိုးကင်စာ ဖြစ်နိုင်တဲ့အန္တရာယ်ကနေ90ရာခိုင်နှုန်းအထိရှော့ချပေးနိုင်တယ်လို့ဂျပန်သုတေသီတွေကတွေးရှိထားပါတယ်။ကော်ဖီဟာရေအဖျော်ရမကာတွေနဲ့နှိုင်းရှင်မင်းဆိုရင်ဒုတိယတောက်သုံးမှုအများဆုံးဖြစ်ပါတယ်။ကမ္ဘာကုန်သွယ်မှုမှာလည်းကော်ဖီဟာဒုတိယအများဆုံးနေရာကိုယူထားပါတယ်။ ကျမတို့မြန်မာနိုင်ငံမှာဆိုရင်လေ2022 2023ခုနှစ်မှာ coffee စိန်6198.83တန်ထုတ်လုပ်နိုင်ခဲ့ပြီးတော့အာရှနိုင်ငံတွေဥရောပနိုင်ငံတွေမြောက်အမေရိကနိုင်ငံတွေနဲ့အရှိတအာရှနိုင်ငံတွေကို4621.93တန်တင်ပို့ရောင်းချနိုင်ခဲ့ပါတယ် ဒါကြောင့်မို့ကော်ဖီဟာကျန်းမာရေးရှူထောင်းကနေပဲကြည့်ကြည့်ကုံသွင်းရေးရှူထောင်းကနေပဲကြည့်ကြည့်စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်တဲ့တီးနှံတစ်ခုဖြစ်တယ်ဆိုတာမှားပါဘူးရှင်။ ကျမတို့မြန်မာနိုင်ငံကိုကြည့်မယ်ဆိုရင်လေကော်ဖီစိုက်ပျိုးဖြစ်ထွန်းနိုင်တဲ့ရေမြေရာသီဥတုခေါင်းတွေရှိပြီးဖြစ်တဲ့အတွက်ဒေသတော်တော်များများမှာ ကော်ဖီဟာကောင်းစွာရှင်သန်ဖြစ်ထွန်းအောင်မြင်နိုင်ပါတယ်။ဒါကြောင့်မို့တောင်သူဦးကြီးတွေအနေနဲ့ဝါသနာအရာပဲဖြစ်ဖြစ်စိတ်အေးချမ်းသာစွာ နေထိုင်ဖို့ဥယျင်ခြံတည်ထောင်ခြင်းလိုပဲဖြစ်ဖြစ်အိမ်ခြံဝင်းအတွင်ဝင်ငွေရသီးနှံအဖြစ် စိုက်ပျိုးခြင်းလိုပဲဖြစ်ဖြစ် ခြံစည်ရုပ်အဖြစ် CEO စနစ်နဲ့စိုက်ပျိုးခြင်းလိုပဲဖြစ်ဖြစ်ကော်ဖီကိုရည်ရွယ်ချက်တမျိုးမျိုးနဲ့စတင်စိုက်ပျိုးပြီးတော့စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်ခြင်းစီကိုတက်လန်းနိုင်ပါတယ်ကော်ဖီစိုက်ပျိုးတော့မင်းဆိုရင်အရင်ဆုံးအနေနဲ့စိုက်ခင်းမြေနေရာရွေးချယ်ခြင်းနဲ့ပြင်ဆင်ခြင်းဟာအလွန်အရေးကြီးပါတယ် မြင်မျက်နှာပြင်ပြန်ဖြူးတဲ့မြင်နေရဒါမှမဟုတ်စင်ကြီးရှုံးပြေတဲ့ကုံဆောင်မြင်နေရတွေကိုအဓိကရွေးချယ်တင်ပါတယ်။အနေငယ်မဆောက်တဲ့တောင်ဆောင်တွေမှာစိုက်ပျိုးမင်းဆိုရင်တော့ကွန်ဒိုလေကတဲ့တွေပြုလုပ်ပြီးတော့စိုက်ပျိုးတင်ပါတယ်။စိုက်ပျိုးမဲ့မြေဟာမြေသားနေရပါမယ်။ရေစည်းရေလာလင်းကောင်းရပါမယ်။မြေဆိုင်ဖွဲ့စည်းမှုကောင်းရပါမယ်။မိမိစိုက်ပျိုးတဲ့ကော်ဖီမျိုးရွေးချယ်ထားတဲ့စိုက်ခင်းမြေအနေထားကိုလိုက်ပြီးတော့တင့်တော်တဲ့ပင်ချာတန်ချာစိုက်စနစ်နဲ့စိုက်ပျိုးရပါမယ်။ အရေဘီကာကော်ဖီလို့ခေါ်တဲ့ကုန်းမြင့်ကော်ဖီအမျိုးအစားကိုတော့ပင်ကြား၄ပေနဲ့တန်ကြား၈ပေစိုက်ပျိုးမင်းဆိုရင်တော့တီအေကကိုအပင်ရေ1360ဝန်းဆန်းနိုင်ပါတယ်။ရိုဘက်စတာကော်ဖီလို့ခေါ်တဲ့မြေနိမ့်ကော်ဖီအမျိုးအစားကိုတော့ပင်ကြား၁၀ပေနဲ့တန်ကြား၁၀ပေစိုက်ပျိုးမင်းဆိုရင်တီအေကမှာအပင်ဥရေ435ပင်ဝန်းဆန်းနိုင်ပါတယ်။ကော်ဖီစိုက်ပျိုးဖို့မျိုးလေးရပြီးမြေနေရာလည်းရပြီးဆိုရင်တော့စိုက်ခြင်းတွေကိုတူးရပါတော့မယ်။ ကော်ဖီမဆိုင်ခင်2လ3လကြိုတင်တူထားပြီးလေတလက်ခံထားရပါမယ်။ကျင်းတွေကို2ပေပက်လေအကျင်နဲ့အနက်2ပေတူရပါမယ်။စိုက်ပျိုးကနီးနှစ်ပတ်3ပတ်အလိုမှာတော့နွားချေး2ပေတီစုပါဟင်းဆန်းစွန်းတစွန်းနဲ့အပေါ်ယံမြေသားတွေကိုတမောက်အောင်ရောမှွေပြီးကျင်းကိုဖုံးပေးရပါမယ်။ ပုံမှန်အားဖြင့်တော့ coffee bean ကိုမိုးစတင်ရွာသွန်းချိန်မှာမြေချစိုက်ပျိုးနိုင်ပါတယ်။ရေရမင်းဆိုရင်တော့နွေရာသီမှာလည်းရေသွင်းပြီးတော့စိုက်ပျိုးနိုင်ပါတယ်။မြေချစိုက်ပျိုးတဲ့နေရာမှာပျိုးအိတ်ကိုဖဲတဲ့အခါမြေလုံးမကွင်းစေဖို့အထူးဂရုစိုက်ရပါမယ်။မြေချစိုက်တဲ့အခါရေတောက်မြေဖြောင်တန်းစေဖို့အတွက်ပျိုးအိတ်အောက်ခြေမြေကြီးနဲ့ကပ်ပြီးတော့ခောက်နေတဲ့အမြစ်ကိုဖြတ်ပေးဖို့တော့လိုအပ်ပါတယ်။ ကော်ဖီစိုက်တဲ့အချိန်မှာပဲအရေးရပင်တွေကိုလည်းတပြိုင်တည်းစိုက်ပျိုးနိုင်ပါတယ်။ကော်ဖီမစိုက်ပျိုးခင်အရေးရပင်တွေကိုနှစ်နှစ်သုံးနှစ်ကြိုတင်ပြီးလဲစိုက်ပျိုးနိုင်ပါတယ်။ကော်ဖီနဲ့တွဲဖက်စိုက်ပျိုးနိုင်တဲ့အရေးပင်တွေကတော့ပြင်ခွဲနိုင်တဲ့တစ်ပင်အမျိုးအစားတွေဖြစ်တဲ့ခါရိုမီ၊ရေကတိနဲ့ရေပရုံးတွေစားသုံးသီးပင်အမျိုးအစားတွေဖြစ်တဲ့ပိန်နေ၊ဒင်းင်း၊လိုက်ချီ၊လောင်ကန်ပင်တွေကိုကြိုက်နှစ်သက်ရာစိုက်ပျိုးနိုင်ပါတယ်။ တော်တန့်ရှင်များရှင်ကော်ဖီကိုမြေချစိုက်ပျိုးပြီးပြီဆိုရင်တော့အပင်ပပတ်လေကိုမြက်ချောက်တွေငပြောရွက်ချောက်တွေပဲအမျိုးမျိုးအပင်တွေနဲ့ဖုံးအုပ်ထားရပါမယ်။ပေါင်းမီတွေမြက်ပင်တွေမပေါက်အောင်လည်းတစ်နှစ်ပတ်လုံးရှင်းလင်းပေးရပါမယ်။မိုးကုံလိုစောင်းရာသီနဲ့နွေရာသီတွေမှာဆိုလို့ရှိရင်ရေလောင်းပေးတာရေသွင်းပေးတာတွေကိုပြုလုပ်ပေးရပါမယ်။ရေသွင်းတဲ့အခါမှာလည်းတစ်ကြိမ်ဆိုတစ်ကြိမ်ထိထိရောက်ရောက်နဲ့ရေဝအောင်သွင်းပေးရပါမယ်။ အချိန်အခါမဟုတ်ဘဲရေသွင်းမယ်ရေကိုလွန်လွန်ကဲကဲများပြားစွာသွင်းမယ်ဆိုရင်လေကော်ဖီတီးထွက်ကိုထိခိုက်စေပါတယ်တောင်ဆောင်တွေမှာဆိုရင်တော့ရေကချင်းတွေတူပေးရပါမယ်ကော်ဖီစိုက်ပျိုးရာမှာ မိုးကုံလို့စောင်းကိုရောက်ပြီးဆိုရင်စီမိုးနေကအုံကိုပြုတ်လုပေးရပါမယ်အရေးရပင်တွေကလုံလောက်တဲ့အရေးကိုမပေးနိုင်ခင်မှာကော်ဖီပင်ငယ်လေးတွေကိုစီးကျင်းတွေကိုတတ်မှတ်ထားတဲ့စံနှုန်းတွေအတိုင်းပြည့်မီအောင်ဆောင်ရွက်ကြရမှာဖြစ်ပါတယ် ဒါမှသာတသက်လုံးပြောခြင်းရဲ့အပင်ဆိုင်ဆိုတဲ့စကားအတိုင်းကော်ဖီဆိုင်ပြိုးထုတ်လုပ်ခြင်းကနိနှစ်စဉ်ပုံမှန်ဝင်ငွေရရှိပြီးတော့ဝင်ငွေနှမျိုးနဲ့စီးပွားတူပြီးစိတ်ချမ်းသာမှအမှန်ဖြစ်ပါကြောင်းကော်ဖီကိုစီးပွားဖြင့်ဆိုင်ပြိုးထုတ်လုပ်နိုင်စေဖို့စည်စနာနဲ့တင်ဆက်လိုက်ရပါတယ်တဒရှင်များအားလုံးနှစ်သစ်မှာစိတ်အီချမ်းသာခြင်းကိုယ်အီချမ်းမာခြင်းတွေနဲ့ပြည့်စုံနိုင်ကြပါစေရှင်။